င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းပလဲမြို့နယ်ကအကြပ်ဖက်စစ်ကောင်စီရဲ့ကန်တောင့်ရဲစခန်းကိုတင်ပိုက်ရရှိထားတဲ့ဓာတ်ပုံတွေကို PLA တပ်ဖွဲ့ကထုတ်ပြန်လိုက်ပြီးမဟာမိတ်တပ်တွေနဲ့အတူ PLA တပ်ဖွဲ့အမျိုးသမီးရဲဘော်တွေပါပါဝင်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်မြန်မာနိုင်ငံမှာအချက်ဖတ်စစ်ကောင်စီတပ်ရဲ့လိန်ပိုင်းဆိုင်ရာကျူးလွန်မှုခံရသူတွေမှာအသက်အငယ်ဆုံး၄နှစ်ကနေအသက်အကြီးဆုံး၈၄နှစ်အရွယ်ပြည်သူတွေအထိပါဝင်နေတယ်လို့ ခုလတမကမှာမြန်မာတမကြီးဦးကျော်မိုးထွန်းကပြောလိုက်တဲ့သတင်းပါဝင်ဒီကိမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ စကိုင်းတိုင်းပလဲမြို့နယ်ကအချက်ဖတ်စကောင်စီရဲ့ကန်တောင်ရဲစခန်းကိုတင်ပိုက်ရရှိထားတဲ့တပ်ပုံတွေကို PLA တပ်ဖွဲ့ကထုတ်ပြန်လိုက်ပြီးမဟာမိတ်တပ်တွေနဲ့အတူ PLA တပ်ဖွဲ့အမျိုးသမီးရဲဘော်တွေပါပါဝင်တိုက်ခိုက်ခဲ့တယ်လို့ PLA ကနေသတင်းထုတ်ပြန်လာပါတယ်အဲ့ဒီအချက်ဖတ်စကောင်စီရဲ့ပလဲမြို့နယ်ကန်တောင်နေမီတပ်စခန်းကိုဇွန်လ16ရက်နေ့ကပဲတော်လန်ရေးပူပေါင်းတပ်တွေကအပိသက်တင်ပိုက်ရရှိသွားတာပါအဲ့ဒီကန်တောင်နေမီစစ်တပ်စခန်းတိုင်းတိုက်ပွဲကိုဇော်လာနေနေကစပြီးတော်လန်ကြီးပူပေါင်းတက်တွေကထိုးစစ်ဆင်တက်ခိုက်ခဲ့ရမှာ တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားခဲ့ပြီးဇော်လ10ရက်နေ့မှာတော့အဲ့ဒီတိုက်ပွဲအတွင်းလေကြောင်းကနေဘုံလာကျဲတဲ့စစ်ကောင်စီရဲ့တိုက်လေရင်ကိုပါတော်လိုင်းတပ်တွေကပစ်ချနိုင်ခဲ့ပြီးတဲ့နောက်စကန်သိန်းတိုက်ပွဲကိုဆက်လက်ဆင်နွှဲနေရမှာဇော်လ16ရက်နေ့မှာတော့အဲ့ဒီကန်တော့နေမီစစ်တပ်စခန်းတစ်ခုလုံးကိုတော်လိုင်းတပ်တွေကအပိတ်သိမ်းပိုက်ရရှိသွားတာဖြစ်ပါတယ်အခုတော့အဲ့ဒီပလဲမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့ကန်တော့ရက်စခန်းကိုသိမ်းပိုက်ရရှိထားတဲ့ဓာတ်ပုံတွေကို PLA တပ်ဖွဲ့ကထုတ်ပြန်လိုက်ပြီးမဟာမိတ်တပ်တွေနဲ့အတူ PLA တပ်ဖွဲ့အမျိုးသမီးရဲဘော်တွေပါပါဝင်တက်ခတ်ခဲ့တယ်လို့ PLA ကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာတပ်ဖွဲ့မှာတော့ပဲခူးတိုင်းကတောင်ကူလိပ်သူလမ်းမိုင်မှာအချက်ဖက်စကောင်စီတပ်ရဲ့603တပ်ရင်းကရိတ်ခါပူပြီးပြန်လာတဲ့ကားတန်းကိုတော်လန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွင် ကာဇီဟာလမ်းဘေးကိုထိုးချသွားပြီးတော့တိမ့်မောက်သွားတဲ့အပြင်စစ်ကောင်စီတပ်သား၅ဦးလည်းအတိအသေးတိတ်ကုန်ကြပြီးမသားအလောင်းနဲ့လက်နက်ခဲယံအချို့ကိုလည်းတိမ့်စီရရှိထားတယ်လို့ကန်နီတွိုင်လိုက်ဆုံးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လ၁၈နှစ်ကပဲတောင်ကူလိပ်သို့လမ်းပိုင်းမှာဂျပန်စစ်ကောင်စီတပ်ရဲ့603တရင်ကရစ်ကပူပြီးပြန်လာတဲ့ကာတန်းကိုဒေါ်လန်ရဲ့တပ်တွေကထုံးဖို့ကြီးကျင်းရွာအနီးမှာဂျာဖြတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ရဲ့ရိတ်ခါပုကားတစီးဟာလမ်းဘေးကိုထိုးချသွားပြီးတော့တိမ့်မှောက်သွားတဲ့အပြင်စစ်ကောင်စီတပ်သား၅ဦးကလည်းအတိအသင့်တိတ်ကုန်ကြပြီးမသားအလောင်းနဲ့လက်နက်ခဲယမ်းအချို့လဲတင်းစီရရှိထားတယ်လို့ကန်ဒီတွက်လိုက်စုံတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းတောင်သာမြို့နယ်မှာအကြပ်ဖက်စကောင်စီလက်အောက်ခံပြူစော့တိအချင်းချင်းနှိပ်စက်တပ်ဖြတ်ထားတဲ့ရုပ်အလောင်းတစ်လောင်းနဲ့အတူတနက်တလက်ကိုပါတင်းစီရရှိထားတယ်လို့ တောင်သာပကဖရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့ဇွန်လ19ရက်နေ့ကပဲတောင်သာမြို့နယ်ထနောင်းကုန်းခြေရွာကအချက်ဖတ်စကောင်စီလက်အောက်ခံပြူစောတီတွေဟာအနီးနားမှာရှိတဲ့ခြေရွာတွေကိုဝင်ရောက်ပြီးပြည်သူ့ပန်ပစ္စည်းတွေကိုခိုးယူလူရက်ခဲ့ကြတယ်ဆိုပါတယ်အဲဒီကနေပြန်လာတဲ့လမ်းမှာသူတို့စစ်တပ်လက်အောက်ခံပြူစောတီအဖွဲ့အချင်းချင်းနှိပ်စက်တပ်ဖြတ်ပြီးဒီအတိုင်းဆုံးပစ်ထားခဲ့တဲ့ပြူစောတီရုပ်အလောင်းနဲ့အတူတနက်တလက်ကိုပါတော်လိုင်းရက်ပေါ်တွေကတင်းစီရရှိခဲ့တယ်လို့တောင်သာပကဖရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ တော့ကရင်နီဒေသမှာအချက်ဖက်စကောင်စီတပ်ကတိုက်ပွဲတိုင်းအရှုံးနဲ့သာရင်ဆိုင်နေရတဲ့အတွက်ပြည်သူတွေကိုပြစ်မှတ်ထားပြီးပိတ်ဆို့ဖြတ်တောက်မှုတွေနဲ့တိုက်ပွဲတွေကြောင့်မှစစ်တုံးစီနဲ့ရိတ်ခါပြက်လက်နေပြီးဈေးနှုန်းတွေထိုးတက်နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တိကိုပြောပါတယ်တစ်ဖက်မှာလည်းအချက်ဖက်စကောင်စီတပ်ကလိုက်ကောဘက်ကနေကရင်နီဒေသဘက်ကုန်ပစ္စည်းတင်သွင်းမှုတွေကိုဖမ်းဆီးနေတဲ့အတွက်လမ်းကြောင်းတွေပိတ်ဆို့ပြတ်တောက်နေတယ်ဆိုပါတယ် အချတ်ဘက်ကနေကင်းဒီဘက်ကိုလာတဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေမှာလည်းတိုက်ပွဲတွေဖြစ်နေတာနဲ့စစ်ကောင်စီကလိုက်လံပိတ်ပင်နေတာတွေကြောင့်လက်တလောကင်းဒီဒေသဘက်မှာ73စီနဲ့ရိတ်ခါတွေပြတ်တောက်မှုဟာတပတ်ကျော်လာပြီဆိုပါတယ်အဲ့ဒီအတွက်ရှိတဲ့73စီနဲ့စားတောက်ကုန်တွေလည်းဈေးနှုန်းတွေမြင့်တက်နေပြီးကြက်သားတစ်ပိတ်သားကိုငွေကြက်3200အထိရောက်သွားတယ်လို့ဒက်စီနဲ့ဒီဇယ်တလီတာကိုလည်းငွေကြက်8500နဲ့9000ဝန်းကျင်မှာရှိနေတယ်လို့ စစ်ကောင်စီတပ်ကတိုက်ပွဲတွေကိုအကြောင်းပြပြီးပြည်သူတွေကိုဖျက်လေးပြက်ပုံစံနဲ့ပိတ်ဆို့နေတာဖြစ်တယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတစ်ဖက်မှာလေရခိုင်ပြည်နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကအကြီးကျယ်စစ်ရှုံးနေတာနဲ့အမျှတစ်ဖက်မှာအရကတတော် AA သိမ့်ပိုက်ထားတဲ့မင်းပြမြို့နယ်ခမရ380တပ်ရင်းကိုလေနဲ့လာပြီးဘုံကျဲတက်ခိုက်သွားပြန်တယ်လို့ဒေသခံသတင်းရှင်းမိကပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ19ရက်နေ့ကပဲ လက်ရှိအာရခတတော် AA တိမ့်ပိုက်ထားတဲ့မင်းပြမြို့နယ်ခမရ380တရင်ကိုအကြံဖတ်စကောက်စီတက်ကလေနဲ့လာပြီးဘုံကျဲတက်ခိုက်သွားမှုကြောင့်ထိခိုက်ပျက်စီးမှုတွေရှိထားပြန်နေဆိုပါတယ်တစ်ဖက်မှာတော့အကြံဖတ်စကောက်စီဟာရခိုင်ပြည်နယ်ကကြောက်ဖြူမြို့နယ်တိုက်ပွဲတွေမှာဆိုသူတို့စစ်တပ်ကအကြီးအကျယ်စစ်ရှုံးနေပြီးသူတို့စစ်သားတွေဟာလည်းအာရခတတော် AAC မှာအရှင်ဖမ်းဆီးခံရဓာတ်တွေပါရှိနေတဲ့အချိန် စစ်ကောင်စီကတိုက်ပွဲမရှိတော့တဲ့အရခတတော်အေအေသိမ့်ပိုက်ထားရနေမြေတွေကိုဘုံကျဲတက်ခိုက်တာတွေတွားလုံနေတာဖြစ်တယ်လို့ဒေတာကန်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မြန်မာနိုင်ငံမှာအချက်ဖက်စစ်ကောင်စီတက်ရလိန်ပိုင်းဆိုင်ရာကျူးလွန်မှုခံရသူတွေတဲ့အသက်အငယ်ဆုံး၄နှစ်ကနေအသက်အကြီးဆုံး84နှစ်အရွယ်ပြည်သူတွေအထိပါဝင်နေတယ်လို့ကုလသမဂ္ဂမှာမြန်မာတမန်ကြီးဦးကျော်မိုးထွန်းကပြောလိုက်ပါတယ်ဒါကတော့ဇွန်လ16ရက်နေ့ကအမေရိကန်နိုင်ငံနယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှပြုလုပ်တဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေးအစီအစဉ်မှာတမကြီးဥကြုံမိုးထွန်းကပြောလိုက်တာပါလက်ရှိမြန်မာနိုင်ငံမှာပြည်သူတွေကိုနှီးပေါင်းစုံနဲ့အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့စစ်ကောင်စီတပ်သားတွေနဲ့စစ်တပ်လက်အောက်ခံအဖွဲ့တွေဟာပြည်သူတွေအပေါ်လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေပါထိတ်လန့်ပွေကောင်းလောက်အောင်အထိကျူးလွန်နေကြပြီးအဲ့ဒီလိုကျူးလွန်ခံရတဲ့သူတွေထဲမှာအမျိုးသမီးတွေနဲ့ LGBT တွေပါပါဝင်နေသလိုရရှိထားတဲ့အချက်လက်တွေမှာတင် ကျူးလွန်ခံရသူတွေဟာအသက်အငယ်ဆုံး၄နှစ်ကနေအသက်အကြီးဆုံး84နှစ်အရွယ်ပြည်သူတွေအထိပါဝင်နေတယ်လို့ကုလသမဂ္ဂမှာမြန်မာတမကြီးဦးကျော်မိုးထွန်းကတင်ပြပြောဆိုလိုက်ပါတယ်။ဒီလိုပြဿနာတွေရဲ့အဓိကဆင်းမြစ်ကတော့မြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်နဲ့စစ်တပ်ကမတရားအာဏာသိမ်းမှုကြောင့်နောက်ဆက်တွဲဖြစ်လာတဲ့စိုးကြိုးတွေဖြစ်တဲ့အတွက်နိုင်ငံတကာအပိုင်းအဝိုင်းအနေနဲ့ပြဿနာရဲ့ဆင်းမြစ်ဖြစ်တဲ့အကြမ်းဖက်မြန်မာစစ်ကောင်စီကိုပြက်ပြက်တတ်တတ်အရေးယူဖို့ဆုံးဖြတ်ဆောင်ရွက်တင့်တယ်လို့လည်း ကုလအစည်းအဝေးမှာတမန်ကြီးဥကြုံမွထွန်းကထောက်ပြပြောဆိုတော့ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တစ်ကနေဒီကိမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါချစ်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ